ောချောင်းတပါဒီဝင်းနေမှာလာဆောင်မဲမဲမျက်နှာလိုချင်တာတွေကောဝဲပြီးမင်းရဲ့မွေးနေမှာစတောင်းစကားလေးပြန်လွင်နေရဒီစင်ဖန်ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အမတ်တရားနေ့အစီအစဉ်အားနေဒီကနေ့ဇွန်လ24ရက်နေ့မှာမွေးနေ့ပြေးမြောက်ကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချစ်သူဆောင်တွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်တောင်းဆိုပေးထားတာတွေကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့ ထုံးတွင်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။မတရားနေ့အစီအစဉ်အားနေ့ပြမဆုံးဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ကလေးမျိုးကမောင်လေးမျိုးကိုကိုထုံးရဲ့ဒီနေ့မှပြင်းမြောက်တဲ့32နှစ်ပြည့်မွေးနေ့အတွက်ကိုပအဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။မောင်လေးမျိုးကိုကိုထုံးရဲ့ဒီနေ့မှပြင်းမြောက်တဲ့မွေးနေ့အတွက်ကိုတော့ ကလေးမနေတဲ့တငယ်ချင်းနန်းဟိမန်နဲ့မေသစင်တို့ကပေါင်ရီတောက်ဆုပ်ပေးလာတာဖြစ်ပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြင်းမြောက်တဲ့ကလေးမျိုးကမောင်လေးမျိုးကိုကိုထုံရဲ့မွေးနေ့အတွက်ကိုအမတ်တရားနဲ့အစီအစဉ်အားနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောက်ဆုပ်ပြုပေးကြပါရစေ။တာယာပြွှွှေမွေကောင်းတဲ့မွေးနေ့ရမျက်လေးဖြစ်ပါစေ။အလောက်ကွင့်တွေအားလုံးလည်းအဆင်ပြေပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောက်ဆုပ်ပြုပေးလိုက်ပါရစေ။ တရားနေ့အစီအစဉ်အားနေ့ဒီတစ်ခါဆူတောင်းပေးရမယ့်မွနေရှင်ကတော့ပကောက်ကူမာနေတဲ့ညီမလေးခိုင်ရတီရဲ့ဒီနေ့မှပြင်းပြောက်တဲ့29နှစ်ပြည့်မွနေအတွက်ကိုပအဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်ညီမလေးခိုင်ရတီရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွနေအတွက်ကိုတော့ တငယ်ချင်းစုမြတ်လို့ကနေပြီးတော့ပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။အခုနောက်ဆုံးဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့မြရိကညီမလေးသီရိလှန်ရဲ့ဒီနေ့မှပြင်မြောက်တဲ့15နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။ညီမလေးသီရိလှန်ရဲ့ဒီနေ့မှပြင်မြောက်တဲ့မွေးနေ့အတွက်ကိုတော့မင်းဘူးမှနေတဲ့ဆရာမခင်ရတနာကပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။ ဒီနေ့မှမွေးနေ့ပြင်းပြောက်တဲ့ပခုတ်ကူကညမလေးခိုင်ရဲ့ဒီနဲ့မြဝရီကညမလေးတီရိလှိုင်တို့ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနဲ့အစီအစဉ်အားနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုရေးကြပါရယ်။နောက်ထနာတဲ့မနေ့ခင်တိုင်းမှာတာယာပျော်ရွှင်အေးကြပါစေ။စိတ်တော်တိုင်းကိုပါနိုင်တဲ့ဘဝတစ်ခုကိုရရှိပိုင်ဆိုင်နိုင်ပါစေလို့မွေးနေ့ရှင်တွေအားလုံးအတွက်ဆုမွန်ကောင်းတောင်းပေးလိုက်ပါရယ်ရှင်။ အမတ်တရားနေ့အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပန်းဝေးတောင်းဆိုပေးထားတာတွေကိုထုံးနှင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ကျေးဇူးဆောင်တွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံးနှင်းတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ သူဆောင်ကျွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ဟိုပုံးမှနေတဲ့မတ်တော်တော်ဇင်မဲဖြစ်ပါရယ်။သူကတော့သက်ဆိုင်သူကိုကောင်းနှင်းထက်နဲ့ဒီနေ့မှပြေးမြောက်တဲ့နှစ်နှစ်ပြည့်ချစ်သက်တမ်းအတွက်ကိုကိုယ်တိုင်မဲပါဝင်တောင်းဆိုထားပါရယ်။သက်ဆိုင်သူအတွက်စကားနှက်ဆောင်နေရတော့ ထာဝရသစ္စာရှိရှိချစ်သွားပါမယ်ဆိုပြီးစကားနှက်ဆောင်လေးပါပေးထားပါရယ်ရှင်။ အမတရားနေ့အစီအစဉ်မှာအခုနောက်ဆုံးပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့အမရပူရမနေတဲ့တငယ်ချင်းယုံဤပုံပဲဖြစ်ပါတယ်။သူကတော့အမရပူရမနေတဲ့ကိုစွမ်းမြတ်နဲ့မဖြူစင်တိန်တို့ရဲ့ဒီနေ့မှပြင်းပြောက်တဲ့တနည်းနဲ့ရှလာပြည့်ချစ်သက်သက်အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။တဆိုင်သူနှစ်ယောက်အတွက်စကားလက်ဆောင်တွေရတော့အမြန်ဆုံးရွှေလက်တွဲနိုင်ပါစေဆိုပြီးစကားလက်ဆောင်တွေပေးထားပါတယ်ရှင်။ဒီနေ့မှနှစ်ပတ်လည်ပြင်းပြောက်ကြတဲ့ချစ်သူဆုံးတွဲတွေအားလုံးပဲ ဒီနေ့နှစ်ပတ်လည်လေးရနေစားပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကြောင်တော်သည်အခဲခဲအတားဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြည့်ရှင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်။ပရိသတ်တွေအားလုံးအတွက်အခုတင်ဆက်ပေးခဲ့တဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါရဲ့ရှင်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00နာရီဝန်းကျင်အချိန်တိုင်းမှာထုံးတွင်တင်ဆက်ပေးနေရပဲဖြစ်ပါရယ်။ဒစီအန်ဖွင့်ပရိသတ်တွေအားလုံးကအမတ်တရားနေ့အစီအစဉ်မှာ ကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ12:00နာရီအတွင်းဖုန်းနံပါတ်3933 6936 3936နဲ့3989 3996 9995တို့မှာ၃ရက်ကြိုတင်ပြီးတော့ပါဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။နောက်ဆက်အားပေးခဲ့ကြတဲ့သတင်းဖန်ပရိသတ်များအားလုံးပဲတောင်းရပျော်ရွှင်မွေးကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။ နေပါလေလေချစ်ချင်